မင်္ဂလာပါခင်ဗျဒီနေ့ရွှေနဲ့ဒေါ်လာနဲ့စည်းတန်းကတော့အခုမနေ့မှဆင်းလာခဲ့တယ်3600နဲ့မှ84စည်းတန်းကိုဆင်းလာတယ်အဲ့ဒီမှာကျွန်တော်တချောင်း limit ထားလိုက်တယ်ကွက်တိလက်ထိပြီးတော့ပြန်တက်သွားတယ်80ထိအောင်ကျွန်တော်မှဝင်ထားတာ3-4ချောင်းပဲဒါပေမဲ့တချောင်းခြံထားပြီးနော် ဘာဖြစ်လို့အဲ့လိုနာမလစ်ပစ်ထားတာလဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်က H4 ကိုတက်ကြည့်တဲ့အခါကျ H4 ရဲ့ဒီဘက်ကရှိတဲ့ take clear တခြား take clear နဲ့နော်အခုလက်ရှိရောက်နေတဲ့အန်ဒီနီယာလေးနဲ့ပြန်ဆင်းလာမယ်ဆိုမှကျွန်တော်စနိုက်ပါအကွက်တစ်ကွက်ပြစ်လိုက်တာပါတခုတနေ့ကကျွန်တော်ရဲ့ ော်ဒါတွေကတော့မသိရသေးပါဘူးအောက်ဆုံးအော်ဒါကဘာရလဲဆိုတော့306က34မှာဒီကြောင်ရတယ်နောက်49မှာ54မှာ56မှာသူ H1 စုံဖောက်သွားတဲ့နေရာတွေမှာကျွန်တော် order တွေ order တွေရှိပါတယ်ကျွန်တော်တင်မတင်ရသေးပါဘူး900နဲ့မှ20လောက်မှာကျွန်တော်အကုန်လုံးကိုတင်မှာပါအခုကတော့ကျွန်တော်ထားတင်ထားလို့ရသေးပြီကျွန်တော်ထားပါသေးတယ် ့ SL လေးတွေကားပြီးတော့ကျွန်တော်အထည်အမြတ်ထည့်ရနေမှာမပအောင်တော့လုပ်ထားပါတယ် Okay နောက်ဒါဘေးထီအောင်ခောက်လာအောင်မယ်တော့ပြောမဖြစ်ဘူးကျွန်တော်ကြိုက်ဆုံးဝေရမယ့်နေရာကတော့60နဲ့မှ966နောက်ပြန်ဆင်းနိုင်တော့အကြိုက်ဆုံးဘိုင်းနေရာပါအခုဒီမှာ 3684ကိုနော်အယိုးလေးပဲလာဖောက်ပါသေးတယ်3685ကိုအသားနဲ့မဖောက်မချင်းကျွန်တော်တို့ဆဲလို့မရသေးပါဘူးဘိုင်းဘက်မှာပဲအတပ်ပါတယ်အဲ့တော့3600နဲ့မှာ85 86စုံကိုဖောက်ပြီးအသားနဲ့ဖောက်မှကျွန်တော်တို့ကအောက်ထီအောင်ရောက်လာဖို့လာလာရှိပါတယ်63 64 ဟုတ်ကဲ့ပါခင်ဗျာဒါအားလုံးကကျွန်တော်ရဲ့အမြင်တက်တက်မြတ်တာဖြစ်ပါတယ်မြေတူတူတရားကမှစကနေပေးခြင်းရောင်းဝယ်လုပ်ခိုင်းခြင်းမဟုတ်ပါဒုတင်တီပီးပြရသည်ခင်ဗျာဒါ H1 ရဲ့အနေထားပါ Okay H4 မှာဆိုရင်လည်းသူရဲ့တမန်ဆုံးမှာရောက်ပြီးတော့နည်းနည်းလေးပြန်တက်နေနော် okay day charge ကိုကြည့်ရအောင် ဒီမှာဆိုရင်တော့ကျွန်တော်တို့မနေ့ကတက်သွားခဲ့တဲ့ဈေးတန်းကနေ